ဒါကကျွန်တော်ချိန်နှစင်မှာဩခဲ့တဲ့ဆက်တခြားကြည့်ပါเนาะကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးချိန်နှစင်မှာဩပြီးတော့ခုပွဲမှာ20ချိန်မှာလုတ်ပြီးနိုင်လို့ဒါကျွန်တော်ချပြခြင်းပါเนาะဒီလိုစိုက်မျိုးတွေကเนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးတခြားကြည့်ပါเนาะဒီ98ထဲမှာเนาะ195ပွဲဥမှာထွက်တယ်เนาะနောက်ကျွန်တော်တို့ဒီ2022မှာ159အာပက်လေပွဲဥမှာထွက်တယ်2023မှာ919 နော်ပွဲဦးမှာအာပတ်လက်ထွက်တယ်တုံကတ်စီပါတခြားကြည့်ပါနော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဂျိန်၃၀ကတော့ကျွန်တော်စီနီယံလို့ပြောခဲ့တယ်ဒါအကူတွေလက်သိပါတယ်ကျွန်တော်တို့အော်ဒါကနော်၃၄ငါတချို့ကလည်းနော်မတီနုံးဝါးလေးနဲ့နော်ထွက်သွားတာ၈ခု၈လုံးဝမှမတူဘူးလို့ပြောတယ်ကျွန်တော်စီမှာကဏ္ဍယူပြီးတော့ကဏ္ဍကိုတခြားလေးလာပါသူထိုင်းက၆လုံးနော်ရှေ့ရထွက်တာတော့ကျွန်တော်လည်းမတက်နိုင်ဘူးလေကဏ္ဍ site ကိုလည်းဒါပြပေးတယ်နော်ရှေ့ရထွက်တာတော့ကျွန်တော်လည်းမတက်နိုင်ဘူးနော် ဒီ98ထဲမှာเนาะ195လို့เนาะပွဲဥမှာထွက်တယ်သူ့နဲ့ထဲမှာမွေးကနန်းနေနဲ့930เนาะ930ထွက်တယ်140ထွက်တယ်เนาะနောက်ကျွန်တော်တို့ဒီ2022ထဲမှာသူထွက်ထတာကเนาะတင်ငါကိုအပလဲသူ့နဲ့ထဲမှာထွက်ထတာကမွေးကနန်းနေနဲ့140ထွက်တယ်393လို့ထွက်တယ်เนาะမွေးကနန်းနေနဲ့2023ထဲမှာလည်းအဲ့လိုပဲ919လို့ထွက်တယ် ဝဲဦးမှာအဲ့လိုထွက်လိုက်တာနဲ့လေးတခုအာပတ်လေမွေးကနန်းအနေနဲ့လိုက်ထားတယ်။နောက်ကျွန်တော်သူ့နေထဲမှာကိုးတုံညာ3လို့သူမွေးကနန်းအနေနဲ့အာပတ်လေလိုက်ထားတယ်။နော်။ဒါဒီကျွန်တော်မပြောခဲ့ဘူးနော်ဒီဟာဒီပေါ့။ဒီနောက်3လုံးထောင်းနော်။9 9ခွန်အဲ့9 9ခွန်သူ့နေထဲမှာကျွန်တော်တို့လိုက်ပါတယ်။နော်ကျွန်တော်တောင်းတော့ဟာလဲနော်မမ်ဘာကပ်ပြတယ်ဆိုတာလဲနော်ထိန်ချမ်းတချို့ကျတော့လဲထိန်ချမ်းနေဗျ။ ထိန်ချမ်းနေဆိုတာကနော်တားလှော့အောပြင်မစုံလို့ကျွန်တော်ထိန်ချမ်းခဲ့ပါတယ်ဒါနော်ဒါပေမဲ့လွဲသွားခဲ့တော့ဒါထိန်ချမ်းကျိုးတော့နည်းနည်းတော့နဲ့တာပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေတွေလက်တာမကုံသင့်တာမကုံအောင်လို့ကျွန်တော်ထိန်ချမ်းခဲ့ပါတယ်နော်တခြားကြည့်ပါဒါထိန်ထိန်ချမ်းမနဲ့ဒါကျွန်တော်ပြောပြမယ်နော်လိုင်းကောင်းကောင်းတယ်လို့ကျွန်တော်ပြပါမယ်လိုင်းကောင်းကောင်းတယ်လို့ပြပါမယ်သတိဒီလောကမှာကနော်ကျွန်တော်တို့ဒီမှာထိုင်းထီရကသူက6လုံးရှိတာတယ်ရှေ့မှာထွက်သွားတာတော့ ဒါမိမိရဲ့ကံတရားကျွန်တော်တို့ဩတာလေ3 4 5အာပက်လေကိုဩခိုင်းတာเนาะကျွန်တော်ကစောကြီးကိုဩခိုင်းတာဒါအကိုတွေလည်းဒီကျွန်တော်လိုင်းမောင်မလည်းတင်ထားတယ်ကျွန်တော်ရဲ့ light တွေကိုကြည့်စီနီယံမစီနီယံလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာလည်းသူကဒီနောက်မှာထွက်ထလာလေစီနီယံပဲ69 98စီနီယံအခွားနဲ့ထွက်တာတော့ဒါမိမိရဲ့ကံတရားပါဗျာเนาะမိမိရဲ့ကံတရားเนาะဒီနောက်ထောင်3လုံးပေါင်းเนาะဒီ95လို့เนาะပွဲဥမှာထွက်လို့ရှိရင်နောက်ထောင်ကเนาะ9ခုခွန်အဲ့9ခုခွန်သူ့နဲ့ထဲမှာ လိုက်တယ်နော်ဒါဒီကျွန်တော်ထိန်ချန်ခဲ့တယ်ကျွန်တော်ဘိုက်ဘာနဲ့ပို့ရတာဆိုတော့နော်ဒီမှာကျတော့ဒီမှာ နောက်ပိတ်သုံးလုံးထောင်ပြီးဒီမှာကျတော့ကျွန်တော်တို့ခါးသုံးလုံးထောင်ထားတဲ့9 3ည9ဆိုတဲ့ခဏကသူ့နှစ်ထဲမှာနော်9 3ည9လို့လိုက်ထားတယ်ဒီဘက်မှာကျတော့ကျွန်တော်တို့9 1ကို9 1ကိုထိတ်စီးသုံးလုံးထောင်ဟိုမှာတော့အပိတ်သုံးလုံးထောင်နော်ဒုတိယတစ်ချက်ကျတော့ခါးသုံးလုံးထောင်နော်တတိယတစ်ချက်ကျတော့ထိတ်စီးသုံးလုံးထောင်ဆိုတဲ့9 4 4ဆိုတဲ့ခဏသူ့နှစ်ထဲမှာ လိုက်တယ်နော်ငါလေးလေးသူ့နေထဲမှာလိုက်တယ်တေချာကြည့်လိုက်အကိုတို့ကလန်နာလေးနဲ့လည်းကြည့်လိုက်နော်တေချာတိုက်ကြည့်လိုက်နော်ဒါကနန်းယူဝန်ယူနီစနစ်နော်ဒါခု20ကြိမ်ပါနော်ဒါလုတ်ပေးနိုင်လို့ဒါချပြခြင်းမှာကျွန်တော်ကလဲနော်တောင်းမဆိုရင်တော့မချပြဘူးပြလိုင်းပေါ်မှာလဲနော်ကိုဆိုင်သူ့ဆိုင်နော်ယူတုံးနေတဲ့လူတွေပြီးတဲ့ကျတော့သူတို့ site လုတ်လုတ်သွားတော့နော်မလွယ်ဘူးပြအဲ့လိုထွက်လိုက်တာ ਨੇ ကျွန်တော်တို့ ဒီတက်ကုန်းကနော်တက်ကုန်းကမှာဒီနောက်ထောင်သုံးလုံးနော်ငါးကိုခွန်လဲသူ့နှစ်ထဲမှာလိုက်တယ်နော်သူ့နှစ်ထဲမှာ930ဆိုတဲ့မွေးကနန်းလည်းလိုက်တယ်သူ့နှစ်ထဲမှာတလေးခွန်ဆိုတဲ့မွေးကနန်းလည်းလိုက်တယ်အဲ့လိုလိုက်ထားတာနဲ့သူကနေတက်ကုန်းဒီတက်ကုန်းကနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ရဲ့အောက်က311ဆိုတဲ့ကနန်းကလည်းတရားကြီးနော်311ဆိုတဲ့ကနန်းကလည်းသူ့နှစ်ထဲမှာပြန်တွက်ထွက်တယ်နော်ပြန်တွက်ထွက်တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ တင်ငါကိုတင်ငါကိုသူ့အောက်ကနေကြီးလိုက်တစ်ချိန်နှစ်ချိန်သုံးချိန်ရအောက်က6နှစ်6ဆိုတဲ့ကဏ္ဍလည်းသူ့နေထင်မှာပြန်ထွက်ထွက်တယ်နော်6 6နှစ်လို့ထွက်တယ်ဒီ9 1ကိုကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်နော်3ချိန်အောက်က963ကလည်းသူ့နေထင်မှာပြန်ထွက်ထွက်တယ်နော်ဒီချိန်မှာတော့ဒါကျွန်တော်နော်ရှယ်ကိုအောက်ခိုင်းတာနော်ဒါဒီ936ကိုဒါကျွန်တော်စီမှာကဏ္ဍ site ယူတဲ့ လူတွေအကုန်သိတယ်နော်ဒီချိန်တော့နော်အားလုံးကျွန်တော်ရဲ့မစ္စတာငယ်ချင်းများအားလုံး15ချိန်15ချိန်တော့နော်ဒီချက်ရေးကြည့်လိုက်နော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်နော်17 17 13 14 15ချိန်တော့နော်ကျွန်တော်365ဒဲအော်ရအောင်ရန်ခိုင်းနေနော်သူ့ထွက်တော့သူ့အောင်မှာထွက်တယ်ဒါမတက်နိုင်ဘူးကံတရားကတော့နော် ျွန်တော်တို့ order ကတော့365เนาะဒီ3ရက်ပါပါ6ထိပ်စီးနဲ့ကစားပါတယ်ခဏကိုကျွန်တော်ဆီကယူပြီးသွားလို့ရှိမဖြန့်နဲ့ခဏကိုဒါဖြန့်တဲ့လူများရင်တော့လဲ့မှာပဲဒါကျွန်တော်ကတော့ခဏဟောမသွလို့ဒါကျွန်တော်ဒီလာဇန်းမိုင်းဆိုလို့ရှိရင်တော့ဒီ16ရက်နေ့ထွက်မှာဆိုရင်73ရက်နေ့မှာပို့တယ်လာကုန်မိုင်းထွက်မှာဆိုလို့ရှိရင်เนาะကျွန်တော်28ရက်နေ့မှာပို့တယ်အတားကိုပဲမရဘူးညဖြန့်တာပဲ န့်တော့ကျွန်တော်လည်းတက်နိုင်ဘူးကျွန်တော်ရှာတာရှာတာပဲနော်ချဲဆိုတာလည်းမလွယ်ဘူးဗျကန်တရားနဲ့လည်းဆိုင်နေညံကြီးတုံးလို့လည်းမရဘူး तू အဲ့လိုနော်မွေးကလန်းနေထွက်ထားတယ်ကိုသုံးတယ်ထွက်တယ်နော်ခုံကုံငါထွက်တယ်နော်တလီခွန်ထွက်တယ်အဲ့လိုထွက်ထားတာနဲ့ तू ကနေနော်တစ်ချိန်နှစ်ချိန်သုံးချိန်အောက်ကသုံးတစ်တစ်ကလည်းလိုက်ထားတယ်နော်လိုက်လိုက်တယ်အဲ့လိုလိုက်လိုက်တာနဲ့ကျွန်တော်တို့တကူငါနော်ငါးပြိတ်ငါးရပါပါခါသုံးလုံးတစ်စေလို့ဖြစ်တာလေနော် ဒီငါးပရိတ်ကြောင့်မလို့ငါးရပါပါခါသုံးလုံး30လို့ဒီဘက်နဲ့မှဖြစ်လို့ရှိရင်သူ့ဘေးမှာကတ်ထွက်ထားတဲ့ကဏ္ဍ13เนาะဒီ13ကဘယ်ရကဏ္ဍလဲဆိုတော့သူ့နှစ်ထည့်ရကဏ္ဍเนาะသူ့နှစ်ထည့်ရကဏ္ဍသူ့နှစ်ထည့်ရကဏ္ဍမှာချုပ်ွက်နဲ့လာထားတာဒီ13ကเนาะဒီ13ကဒီခါသုံးလုံး30ဒီပရိတ်เนาะပရိတ်ငါးငါးရပါပါခါသုံးလုံး30ရဲ့ဘေးမှာလိုက်ထားတယ်သူ့လိုက်ဖို့ကလည်းသူ့အောက်မှာဒီခါသုံးလုံး30လို့ဖြစ်ထားတဲ့ဒီ 2.31ဆိုတဲ့ကဏ္ဍကလည်း1ချိန်လို့ဖြည့်ရမယ်2.31ဆိုတဲ့ကဏ္ဍက1ချိန်လို့ဖြည့်ရမယ်เนาะခါသုံးလုံး30ဖြစ်ထားတဲ့အောက်ကเนาะဒီကဏ္ဍက2.31 2.31က1ချိန်လက်တက်ရရမယ်သူ့ရဲ့ဒီ183ကလည်းသူ့နှစ်ထဲကကဏ္ဍတစ်ခွက်ဖြည့်ရမယ်ဘလို့ကဏ္ဍလဲဆိုတော့ကဏ္ဍကိုယူလိုက်တဲ့အချိန်မှာနှစ်ထပ်ချုပ်တင်တာကျွန်တော်ချုပ်တာပါเนาะဒီ3လုံး1ဒီ3လုံး1ကြောင့်မလို့တစ်ခါနဲ့ကဏ္ဍတစ်ခွက်ဖြည့်ရမယ်ဆိုတော့တစ်ခါအဲ့ကဏ္ဍ ခါသုံးလုံး30ရက်ပြီးမှရိုက်ထားတာလာမယ်နော်အားလုံးကျွန်တော်ရမေးစီတငယ်ချင်းများဒီမှာလည်းအဲ့လိုပဲ195 159 159အပတ်လက်ထွက်တယ်သူ့ရဲ့ဒီဘက်နဲ့မှာခါသုံးလုံး30ရက်ဒီမှာလာဖြစ်ထားတယ်ခါသုံးလုံး30ရက်ဘေးမှာထွက်တာကတည်းက9တုံညာလေးအဲ့9တုံညာလေးကဘယ်ကကနန်းလဲဒီ159ဒီ2022က159ဆိုတဲ့နှစ်ထဲကကနန်းတကွက်တက်ရိုက်ထားတယ်အဲ့လိုရိုက်ဖို့ကလည်းခါသုံးလုံး30လို့ဖြစ်ထားတဲ့ 530ရဝမ်းကျင်းလို့တက်ရရအဲ့လိုဝမ်းကျင်းလို့တက်ရိုက်မှလဲ तू ကဖြစ်တာဒီကနာအဲ့လိုဖြစ်လိုက်တဲ့ချိန်မှာเนาะ तू ကလှုပ်ထတာကဒီမှာကကျွန်တော်တို့ဘီးပုံသံဒီ၃လုံးပေါင်း30ဒီ၃လုံးပေါင်း30ကြောင့်မလို့၃ညခါနဲ့ကနန်းတကွက်ဆိုတော့ဒီကနန်းကိုယူရတယ်เนาะဒီကနန်းကိုယူရတယ်၃ညခါတွေကတော့เนาะရှိတာပေါ့เนาะဒီမှာเนาะဒီမှာเนาะ၃ညခါတွေနဲ့သူ့နေထဲပါเนาะဒီမှာ ဒီမှာဗျာဒီမှာเนาะဒီမှာเนาะညာရှိတယ်เนาะဒီကဏ္ဍကเนาะတုံညာခါနဲ့ကဏ္ဍတကွက်ကခါ3လုံး30ရဲ့ဘေးမှာဖြစ်တယ်ဒီ350ဆိုတဲ့ကဏ္ဍကလည်းเนาะ1ချိန်လို့တက်ရရမယ်เนาะသူရိုက်ဖို့ရတယ်သူအောင်ခဲ့တယ်ဒီမှာလာပြီးနောက်တစ်ချက်ဒါကျွန်တော်တို့ရဲ့ယူဆပေါ့เนาะဒါဘလူးယူဆနဲ့သွားလဲဆိုတော့ဒီဒီတုံညာငါဖြစ်ခဲ့တဲ့မူရောเนาะနှစ်ထက်ချုပ်တည်နေသူကတုံညာခါလဲဖြစ်ရမယ် နော်နှစ်ထက်ချုပ်တယ်နဲ့ဒီမှာ9.9 9.9ကလည်းသူ့နှစ်ထက်မှာလေးတခွန်လိုက်တယ်မွေးကနန်းနေနဲ့9.3လိုက်တယ်နော်ငါးလေးလေးဆိုတဲ့ဟာလည်းလိုက်ထားတယ်သူ့သွားထားတာလည်းတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ရအောက်က963လည်းလိုက်ထားတယ်အဲ963ကလည်း356လို့လည်းလိုက်ထားတယ်နော်356လို့လည်းပြန်ကနန်းနေနဲ့လိုက်ထားတယ်နော်အဲ့လိုလိုက်ထားတာနဲ့ဒီကြိမ်မှာကျွန်တော်တို့က နော်ဒီပဋိ5အကြောင်းမလို့5ရဲ့ပါဝါခါ3လုံး30ရလဲဒီမှာဖြစ်ခဲ့တယ်နော်မပြီးခဲ့ဘူးနော်ဒီမှာ30ပြန်ဖြစ်တယ်နော်မလာနိုင်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာစီနီယံထွက်ထားတယ်နော်သူ့ထက်မှာစီနီယံထွက်တယ်လို့မလာနိုင်ဘူးလို့ပြောထားတယ်နော်နောက်ကျွန်တော်တို့ဒီမှာခါ3လုံး30လို့ဖြစ်တယ်သူ့ဘေးမှာတက်ရိုက်မှာကဏ္ဍကနော်ဒီကျွန်တော်တို့ဒီ2023ရဲ့ကဏ္ဍတကွာသူရိုက်ရမယ်နော် အဲ့လိုရိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီခါသုံးလုံးတစ်ဆယ်လို့ဖြစ်တတ်တဲ့၈၄၃ကလည်း1ချင်းလို့တက်ရရမယ်ဒီခါသုံးလုံးတစ်ဆယ်ရဲ့ဘေးမှာရိုက်မကနာ၈၄၃ကလည်း1ချင်းလို့တက်ရရမယ်တစ်ထပ်ချုပ်ပြီနော်1ချင်းလို့လည်းတက်ရရမယ်သူရိုက်လိုက်တဲ့ကဏ္ဍကကျွန်တော်တို့2023နဲ့ကနော်ကဏ္ဍလည်းဖြစ်ရမယ်ဆိုတော့နော်ကျွန်တော်ဒီကဏ္ဍကိုရွေးလိုက်တယ်ဘာလို့ရွေးတာလဲဒီသုံးလုံး၅ဒီသုံးလုံး၅ကြောင့်မို့၅ခါနဲ့ကဏ္ဍတစ်ခွက်ရွေးရမယ်အဲ့ဒီမှာသူ့ထဲမှာရှိတာက၅ခါနော် ်6ငန်းနဲ့ရှိမယ်နော်6ငန်းနဲ့ရှိမယ်လင်းငန်းသုံးရှိမယ်နော်ဒီချက်ကြည့်ပါနော်6ငန်းနဲ့ရှိမယ်လင်းငန်းသုံးရှိမယ်နောက်နော်လင်းငန်းသုံးရှိမယ်နောက်9ငန်း1ရှိမယ်ဒီချက်ကြည့်နော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနော်9ငန်း1ရှိမယ်နောက်တစ်ခါကျွန်တော်တို့9ငန်း9ရှိမယ် ီကနန်း၄ခွက်ကိုယူရမှာကျွန်တော်တို့ကဒီကားသုံးလုံး30ရဲ့ဘေးမှာရိုက်ဖို့ပါနော်အဲ့မှာဒီကားသုံးလုံး30เนาะဖြစ်ထားတဲ့၈၄သုံးကလည်းဝန်ချင်းတက်ရရမယ်ဆိုတော့လွတ်နေရတယ်ဗျ၈၄သုံးဆိုတော့ဝန်ချင်းဆိုတော့လေဒီကောင်ကလွတ်နေတယ်နော်ဒီကိုငါတက်ကလည်းလွတ်နေတယ်ခွန်ငန်းခွန်လည်းလွတ်နေတယ်မိသားဆိုလို့ဝန်ချင်းနဲ့ဆိုတော့ဒီကနန်းတစ်ခွက်ပဲရှိတယ်၄၅သုံးတစ်ခွက်ပဲရှိတယ်အဲ့မှာတစ်ထက်တစ်ထက်ချုပ်လိုက်ပြီ ်နော်ဒီ5ခါနဲ့ကဏ္ဍတစ်ကွက်ဆိုတော့ဒီ၄ကွက်ထဲကတစ်ကွက်ထုတ်ထုတ်လိုက်ပြီအဲ့မှာထူးထူးဆန်းဆန်းနဲ့ तू ကဘာလောက်ထားလဲသိချင်ကြည့်ပါကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒါဗဟုသုတတွေပေါ့ဗျာနော်ဒါဒီနောက်တစ်ချိန်မှာလဲ तू ကဒီမှာခါ၃လုံး10လို့ဖြစ်ထားတယ်နော်ခါ၃လုံး10ရဲ့ဘေးမှာဒီကောင်1ချိန်မပေးဘဲနဲ့ကြောင်ရိုက်နိုင်လို့ပေါ့နော်ကျွန်တော်တို့ဒီ22ချိန်မှာပေါ့ကွာ20ကြိမ်เนาะဒီကြိမ်မှာဒီဒီ20ကြိမ်မှာထွက်နိုင်တဲ့ကွက်ကလေးจิตာကျွန်တော်ပြသွားပြီပေါ့ဒီကတော့เนาะ ခါသုံးလုံးတစ်စိလို့ဖြစ်ထားတဲ့ဘေးကဒီကနန်းကိုတော့ဒါကျွန်တော်စီနီယံလို့ပြောခဲ့တယ်နော်၄၅၃ဒီ၄၅၃ကိုဘာလို့ရွေးချယ်လဲဆိုတော့သိချာကြည့်ပါနော်ထွက်သွားတာတော့နော်၈၉၈လို့ထွက်သွားတယ်ဒါဗဟုသုတအနေနဲ့ပေါ့နော်ကနန်းကိုတစ်ချက်ချုပ်နှစ်ချက်ချုပ်ဒီနဲ့ဒါလိုက်ထားတာပေါ့အဲ့မှာဒီသုံးလုံးပေါင်း၁နော်ဒီသုံးလုံးပေါင်း၁ကိုသူထပ်ထားတာကပရိန်ငါနော်ကျွန်တော်တို့၁၉၅ပရိန်ငါ နော်ဒီသုံးလုံးပေါင်း1လို့ဖြစ်ထားတဲ့ကဏ္ဍပေါ့နော်ဘွေပုံသားသုံးလုံးပေါင်း1လည်းဖြစ်တယ်ပရိငါးငါးရပါပါခါသုံးလုံး10လို့ဖြစ်ထားတဲ့ဘေးမှာရိုက်ရမယ်ကဏ္ဍဒီကဏ္ဍကလည်းဝန်းချင်းတက်ရရမယ်ဒီသုံးလုံး1ကြောင့်မလို့1ခါလည်းဖြစ်ရမယ်နော်နောက်ဒီသုံးလုံး1နော်ပရိငါးပရိငါးကြောင့်မလို့1ငါးလုံးနဲ့လည်းကဏ္ဍလည်းဖြစ်ရမယ်1တလုံးနော်နှလုံး၃လုံး နော်တခြားကြည့်ပါကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးခဏလေးနော်တခြားကြည့်နော်ဒီသုံးလုံးပေါင်းတက်ပရိငါးကြောင့်မလို့တက်ငါးလုံးနဲ့ခဏဖြစ်ရမယ်တက်တစ်လုံးနှစ်လုံးနော်တစ်လုံးနှစ်လုံးသုံးလုံးလေးလုံးနော်သူ့အောင်မှာတက်နော်ဒီတစ်လုံးနဲ့ဆိုတော့ငါးလုံးအဲ့မှာတက်ခါလည်းဖြစ်ရမှာဆိုတော့ဒီကနန်းကခါသုံးလုံး30ရက်ပေးမှာလိုက်ကြထားတာဗျကျွန်တော်တို့အော်ဒါဆိုတာအပိုင်ထည့်ပြီးအော်ဒါလွဲတော့မှလွဲရောဗျာနော်လွဲပြောတယ် နော်စီညာလည်းကိုယ်စီညာနဲ့လုံးလုံးလွတ်သွားတာမဟုတ်သူတို့ထိုင်းထီရဲ့ရှီသုံးသုံးလုံးဖြစ်သွားတာတော့ဒါကန်တရားနဲ့လည်းဆိုင်တာပေါ့နော်ဒီမှာလည်းအလိုပဲတင်ငါကိုခါသုံးလုံး၁၀နော်ဒီ9ရဲ့ပါပါနော်ပရိ9ရဲ့ပါပါခါသုံးလုံး၁၀လို့လည်းဖြစ်တယ်သူရဲ့ဘေးမှာလည်းရိုက်ရမယ်ဒီခါသုံးလုံး၁၀လို့ဖြစ်ထားတဲ့9 30လည်းနော်ဝန်ချင်းလည်းဖြစ်ရမယ်ဒီသုံးလုံး၁ကြောင်းမလို့လည်းဒီသုံးလုံး၁၀ကြောင်းလို့လည်းတုံညာခါနဲ့ကဏ္ဍတစ်ခွက်ဖြစ်ရမယ်ဒီသုံးလုံး30သူထထတာကတင်ငါးကိုက၅ပြိတ်နော် ၃ည၅လုံးနဲ့ကဏ္ဍလည်းဖြစ်ရမယ်၃ည၃လုံး၂လုံး၃လုံး၄လုံး၅လုံးနော်၃ညခါနဲ့လည်းဖြစ်ရမယ်၃ည၅လုံးပြည့်တဲ့ကဏ္ဍလည်းဖြစ်ရမယ်ဆိုတော့ဒီကဏ္ဍက၄၃ည၅ခါ၃လုံး၁၀ရက်ပြီးမှာဒီမှာလိုက်ထွက်တာဗျနော်ခါ၃လုံး၁၀ဖြစ်ထားတဲ့၅၃၀ရက်လည်းဝန်းကျင်လို့တက်ကြိုက်ပြီးတော့သူထည့်ထားတာဒီမှာကကျွန်တော်တို့ကဖြစ်လာတဲ့ချာကြီး ငါတကူနော်ပရိင္င900ပါပါခါသုံးလုံး10လဲဒီမှာဖြစ်ပြီနော်ဒီသုံးလုံးပေါင်း1ကြောင်းဒီသုံးလုံးပေါင်း5ကြောင်းမလို့5ခါနဲ့ကဏ္ဍတကွက်က4ခွက်ကလည်းဒီကဏ္ဍကိုရွေးထားပြီးပြီဘာလို့ရွေးတာလဲခါသုံးလုံး10လို့ဖြစ်ထားတဲ့နော်ကဏ္ဍလေးနော်ခါသုံးလုံး10လို့ဖြစ်ထားတဲ့ရှစ်လေးသုံးကလည်းဝန်းကျင်ဆိုတော့ဒီကဏ္ဍကိုမိနေပြီနော်နောက်တစ်ချက်ကဒီသုံးလုံးပေါင်း5 5ခါနဲ့လည်းဖြစ်နေပြီဒီသုံးလုံးပေါင်း5ဟို ူထွက်လာတာကတင်ငါးကိုကပဒိန်ငါးငါးငါးလုံးပြည့်တဲ့ခဏလန့်ဖြစ်ရမယ်ကျွန်တော်တို့ငါးတစ်လုံးနှစ်လုံးနှစ်လုံးเนาะကျွန်တော်တို့သုံးလုံးလေးလုံးငါးလုံးငါးငါးလုံးနဲ့ငါးခါလည်းဖြစ်ရမယ်ဆိုတော့ဒီကနန်းကိုတွေ့ခိုင်းတာဗောညာသူကဝမ်းကျင်းလည်းဒီမှာလည်းရိုက်ရမယ်เนาะခါသုံးလုံး30ရက်ဘေးမှာလည်းဖြစ်ရမယ်ဆိုတော့เนาะဒီကနန်းကိုတွေ့ခိုင်းတာဗောဒီမှာလည်း तू ကလှုပ်ထားတယ်เนาะကျွန်တော်တို့ရှစ်ချောင်း 689စီနီယံတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်6ကြိမ်ခုနှစ်ကြိမ်7ကြိမ်မှလည်းစီနီယံနော်ဒါတရားတွေပြခဲ့ပါတယ်နော်ဒီစီနီယံကနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်6ကြိမ်ခုနှစ်ကြိမ်7ကြိမ်မှလည်းစီနီယံလို့ပြောခဲ့တယ်နော်6ခွထားတယ်သူ့အောင်မှာစီနီယံလို့ထွက်တယ်ဒီမှာ6ခွထားတယ်သူ့အောင်မှာစီနီယံလို့ဒါကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့အရှိဆုံးကနေထွက်သွားတာတော့မတက်နိုင်ဘူးဗျာကျွန်တော်လည်းသူနောက်ကလည်းစီနီယံတော့စီနီယံအခွားနဲ့စီနီယံထားတယ်သူက ါကံတရားပေါ်မှာပဲမူတည်တယ်ပေါ့နော်ဒီမှာကကျွန်တော်တို့ခုပွဲထွက်သွားတာကနော်သူနောက်သုံးလုံးနေနဲ့နော်698လို့ထွက်ထားတယ်ခဏလေးနော်698လို့ထွက်ထားတယ်ထွက်ထားတာပရိငါနော်တခြားကြည့်ပါကျွန်တော်ရေမိတ်စီတငယ်ချင်းများတော့သူလှုပ်ထားတဲ့ပုံကနော်သူလှုပ်ထားပုံကခဏလေးခဏလေး လူလှုပ်ထားပုံအောင်တော့နော်ကျွန်တော်တို့ဒီနှလုံးငါခါနှလုံးငါကြောင့်မလို့သူ့နေထဲမှာခွာငါးနဲ့ကဏ္ဍတကွာနော်ခွာငါးနဲ့ကဏ္ဍတကွာဒီကဏ္ဍသူ့ရဲ့တနေ့ချာမှာလိုက်ထွက်တယ်ဗရိတ်ငါလို့ခံပြီးမှလိုက်ထွက်ထားတယ်နော်ဗရိတ်ငါလို့ခံပြီးမှလိုက်ထွက်ထားတယ် ဒီချက်ကြီးနော်ဒီနှလုံး၄ကြောင်မလို့နော်ခါနှလုံး၄ကြောင်မလို့ခွာ၄နဲ့ကနန်းတကွဒီချက်ကြီးပါနော်ခွာ၄နဲ့ကနန်းတကွသူ့ရဲ့ဒီဘက်နှစ်မှာပရိငါးလို့ခံပြီးလိုက်တာခါနှလုံး၅ကြောင်မလို့ခွာ၅နဲ့ကနန်းတကွနော်ခွာ၅နဲ့ကနန်းတကွဒီကနန်း ဒီခွာငါးနဲ့ခဏတကောကသူ့ရဲ့တင်းနဲ့ချမှာဒီမှာလိုက်ထားတယ်ပဋိငါးလို့ခံပြီးတော့လိုက်ထားတယ်နော်သူ့ထက်မှာပဋိငါးလို့ခံပြီးတော့လိုက်ထားတယ်ဒီနှလုံးခါလုံးနှလုံးငါးကြောင်မလို့နော်ခွာငါးနဲ့ခဏတကောလိုက်ထားတယ်ဒီမှာကကျွန်တော်တို့ခါနှလုံးနှစ်ခါနှလုံးနှစ်ကြောင်မလို့ခွာနဲ့နဲ့ခဏတကောဆိုတော့ကျွန်တော်တို့ကဒီခဏရှိမယ်နော်ဒီခဏကတော့တနေ့ချမှာတော့လိုက်ထားတယ်သူ့ရဲ့ထက်မှာ ပရိငားလို့မဖြစ်ထားဘူးနော်ခွန်းနဲ့ကနန်းနော်ဒီကနန်းရှိမယ်ခွန်းနဲ့ကနန်းနော်သူ့ရဲ့တနည်းချာမှာတော့လိုက်ထားတယ်ပရိငားမဖြစ်ထားဘူးနော်ခွန်းနဲ့ကနန်းဒီကနန်းလည်းရှိတယ်နော်ကိုသူညာသုံးရဲ့လီခွန်ရှိရဲ့နော်ခွန်းနဲ့နော်နှစ်ကွက်ထဲတယ် เนาะအားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးကျွန်တော်တို့ကတနန်းတစ်ခွက်ကိုเนาะတိချလိုက်တာကြတိချလိုက်ပြီးမှလဲအော်တာဒါမှဖြစ်တာဖြစ်တာတော့เนาะမိမိရဲ့ကံတရားနဲ့လဲဆိုင်တယ်ဒါမှစီနီယံတော့ကျွန်တော်ပြောခဲ့တယ်စီနီယံမှစီနီယံလို့ဒါပေမဲ့ကျွန်တော်ပြောခဲ့တယ်เนาะကိုကံတရားလက်ခေးတာရှေ့ရနေထွက်တာတော့တက်နိုင်မှုများเนาะအဲ့မှာเนาะခွန်းနဲ့ကနန်းဆိုလို့ရှိရင်ဒီကနန်း ဒီမှာထွက်ထားတယ်သူ့ထက်မှာပဒိန်ကမဖြစ်ထားဘူးသူ့ရဲ့အောက်ကနော်ဒီကနားက၄ခွန်၈ကလည်းခွန်းနဲ့ဒီမှာပြီးမယ်ဆိုလို့ရှိရင်တော့နော်၈၅၈လို့၈၉၈လို့ပဒိန်၅လို့ထွက်ထားတယ်သူ့အောက်မှာဒီကနားနှစ်ကွက်ကိုတော့ကိုဘကူတော့ခုနကျွန်တော်ချုပ်တယ်လို့လိုက်ပြီးတော့ချုပ်ကြည့်ကြပေါ်ပါဗျာနော်၃၃ည၉ရဲ့ နောက်ကျွန်တော်တို့၄ခွန်ရှိရပေါ့ခွန်နဲ့ဒီနှစ်ကွက်ပေါ့နော်ကျွန်တော်ချုပ်တယ်လို့လိုက်ချုပ်ပြီးတော့ထဲပေါ့ပရင်ငါလို့ကြားတယ်နော်နောက်ကျွန်တော်တို့ခုနကျွန်တော်ပြတဲ့ဆိုင်နော်သူကဒီခါသုံးလုံး30လို့ဘေးမှာဖြစ်ထားတဲ့ကဏ္ဍကနော်ဒီမှာလဲခါသုံးလုံး30လို့ဖြစ်ထားတယ်ဒီချိန်မှာလဲ30 အကျုံးဝင်သွားနိုင်တယ်နော်ဒီ၄၅၃ဆိုတဲ့ကဏ္ဍကနော်ဒီချိန်မှာလည်းအကျုံးဝင်သွားနိုင်တယ်၂၂ချိန်မှာနော်သူကဒီကဏ္ဍတော့နော်ခါသုံးလုံး၁၀လို့ဖြစ်ထားတဲ့နှစ်၃ည၉ကလည်း၁ချိန်လို့တော့မဖြစ်ဘူးနော်ကျွန်တော်ဒီချိန်မှာဒီချိန်ကိုကျွန်တော်၁ချိန်လဲကြိုက်တယ်ဆိုပြီးတော့អော်ခိုင်းတာအမှဒီမှာတော့ခါသုံးလုံး၁၀ဖြစ်ထားတဲ့၁ချိန်တော့မဖြစ်ဘူးအကျုံးလုံးဝင်သေးတယ်ကြိုက်ရင်လည်းထိုးဘာလို့လဲဆိုတော့တခြားကြီးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံး ်ခါသုံးလုံး30လို့ဖြစ်တယ်နော်ဒီကနန်းဒီမှာ1ကျင်းလို့သူ့နှစ်တည်းတည်းကကနန်းတစ်ခွက်နော်ရိုက်လိုက်တာနဲ့နော်သူ့အောက်မှာပြန်ပြီးတော့ဝင်းရှူတာနှစ်ထိတ်ကနှစ်ထိတ်လို့ထည့်ပြီးတော့3 1က1 3ဆိုပြီးတော့နော်နှစ်3 1ကနှစ်1 3လို့သူ့အောက်မှာဝင်းရှူတာဗျနော်အကျုံးဝင်သေးတယ်နော်ဒီကနန်းဆိုင်ကဒါကျွန်တော်ရမေးရှိတဲ့ငွေချင်းများအောင်သိရအောင်လို့ဒါချပြတာနော်ဘာလို့လဲဆိုတော့တချို့ကြတော့လဲနော်လူ လူစိမ့်သက်သက်တရနော်မတူဘူးကွာတလုံးမှမတူဘူးလို့နော်သူတို့ကနောက်သုံးလုံးပဲကြည်တာရှေ့သုံးလုံးကြည်တာမဟုတ်ဘူးရဲ့နော်ဒီမှာလည်းခါသုံးလုံး30လို့ဖြစ်တယ်သူ့ရဲ့ဘေးမှာထွက်တာတဲ့ကဏ္ဍကသူ့နှစ်ထဲကနော်ငါ၄၃၅ဆိုတဲ့ကဏ္ဍကပေးလို့ရှိရင်သူ့ရဲ့အောက်ကကဏ္ဍကနော်ငါထိတ်ကငါထိတ်လို့ထည့်ပြီးတော့၃၃ည၃၃လို့ထည့်ပြီးတော့၅၃၀ရ၅၃ည၃လို့ဒက်ကက်ထားတာဒီမှာလည်းအဲ့လိုပဲနော် ဒီချိန်မှာနော်ဒီမှာငါးဘရိတ်ကြာထားတယ်ဒီချိန်မှာကျွန်တော်တို့ဒီ20ချိန်မှာခုနကျွန်တော်ပြခဲ့တဲ့ဒီနှစ်ကွက်ထဲကတကွက်ကွက်လိုက်ခဲ့လို့ရှိရင်နော်ခါတုံးလုံးတစ်စီလို့ဖြစ်ထားတဲ့22ချိန်မှာ453အာပတ်လေခုနကျွန်တော်ချုပ်ပြတယ်နော်ငါးငါးလုံးလည်းပြည့်တဲ့ကဏ္ဍလည်းဖြစ်ရမယ်ငါခါနဲ့ကနန်းလည်းဖြစ်ရမယ်ဆိုလို့ရှိရင်ဒီကနန်းကဒီမှာပတ်လေထဲလို့ရှိရင်เนาะသူ့ရဲ့ဇောင်းကနန်း ဒီကနဒီကနနှစ်ထိတ်ကနှစ်ထိတ်လို့ထည့်ပြီးတော့3ညာကိုက9တုံညာလို့ထည့်ပြီးတော့နှစ်90ဆိုတဲ့ကနကအော်တိုဝင်သွားနိုင်တယ်ဒီကနကမှချုပ်လက်ချုပ်တာတွေကများတယ်နော်တကယ်လို့ဒီကနမှ23ကျင်းနော်ဒီကနမှ၄ထားပါ435လို့အာပက်လေလို့22ကျင်းမှလိုက်ခဲ့လို့ရှိရင်သူ့အောင်မှာနှစ်90လို့လည်းဖြစ်သွားနိုင်တယ်ခါသုံးလုံး10လို့ဖြစ်ထားတဲ့ကနမလို့ เนาะအဲ့လိုဖြစ်မလားဒါမှမဟုတ်ကိုပါကိုချုပ်ယူเนาะဒါကျွန်တော်တို့ကကျူတင်ပြီးတော့ကြိတ်ပြီးတော့เนาะတေချာလေးလာတဲ့ site တွေမို့လို့ဒါချပြတယ်အဲ့လိုမှမဟုတ်ဘူးဒီ290မှ653လို့ဒီ22ကြိမ်မှပေးခဲ့ပြီးတော့ဒီသူ့အောက်မှာလိုက်မဲ့ခဏက290လို့မဖြစ်ဖဲနဲ့ခါ3လုံး30လို့အရင်စဆောက်အောင်ဖြစ်ထားတဲ့ကဏ္ဍကဝင်းရှူတာလားတခြားကြည့်နော် ဒီကနားကနော်ခါသုံးလုံး30ရဘဲမှမဖြစ်ဘူးဗျဒီမှာလာဖြစ်ထားတာဒီကနားကမဲဝင်းရှူတာလားဒီဘက်နဲ့မှာကသူကခါသုံးလုံး30လို့အရင်စားသောက်သုံးဖြစ်ထားတာကဒီကနားကအဲ့မှာလေးထိပ်ကလေးထိပ်လို့ထည့်ပြီးတော့ရှစ်တွဲကတစ်ရှစ်တွဲဆိုလို့ရှိရင်လေးတစ်ရှစ်လို့လည်း23ချိန်မှာဖြစ်သွားနိုင်တယ်เนาะဒီ లై ကိုတေချာလေးကြည့်ပါကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံး ျွန်တော်တို့ကကြိုတင်လေ့လာထားတဲ့လူဆိုတော့အကုန်လုံးဒါเนาะမြင်ထားပြီပြီဒါကြိုက်ရင်လဲเนาะဒီလိုစိုက်မျိုးတွေကြိုက်ရင်လဲယူနိုင်ပါတယ်เนาะခုပွဲမှာဒါအကိုတို့လက်အမြင်မှာเนาะခွန်းနဲ့နဲ့ကနားဒီနှစ်ကွက်ထဲကတကွက်ဒါသူအိုးထဲမှာပါပြီပါเนาะပါပြီပရင်ငါလို့ကြာခဲ့လို့ ခွားနှစ်နဲ့ကနန်းတကွဒီနှစ်ကောထဲရတော့ဒါအကူကြီးရွေးပေါ့ဗျာအာပက်လဲကျွန်တော်တော့ဒက်ရွေးပြီးသွားပြီရွေးရတယ်ဒီလိုကျွန်တော်ပြတဲ့ site ဆိုလို့ရှင်ဖြတ်ကျွန်တော်စီရတပေါင်းနဲ့ယူထားတဲ့ကနန်းဆိုလို့ရှင်မဖြတ်တော့နဲ့ခင်ဗျားတို့လည်းငွေပေးဝယ်ရတာကျွန်တော်ပြောတာရှင်းရှင်းလင်းလင်းလေးရယ်နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးကျွန်တော်တို့ကကနန်းတကွချုပ်တယ်ဆိုလို့ရှင်အဲ့လိုလိုက်ချုပ်တာဒါလည်းအချုပ်တွေပါတယ်နော် ဒီခွနှစ်နဲ့ကနားလည်းချုပ်တည်ပါတယ်ကိုဘကူတော့နော်ကြည့်ရွေးပေါ့ဗျာဒါကျွန်တော်တော့ကနန်းဆိုင်ပြပြီပေါ့နော်သူလာမယ်ဆိုရင်လည်းလာနိုင်တော့ပြီနော်ခါသုံးလုံးတစ်စဲလို့ဖြစ်တယ်သူရဲ့ဘေး၄၅၃လို့ပက်လေကြခဲ့လို့ရှိရင်သူ့အောင်မှာဝင်းရှုံမယ်ကနန်းလည်းပြခဲ့ပြီပြီကိုဘကူရွေးနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းများအားလုံးနော်အားလုံးပဲကံကောင်းကြပါစေကိုဘကူလည်းရွေးနိုင်ကြပါစေနော်ခု၂၀တချိန်မှာခွနှစ်နဲ့ကနန်းတကွာ ဒီနှစ်ကွက်တည်းရှိတာဗျာရွေးကိုပေါ့ကိုဆိုက်ကတော့နော်အကိုဒီမြင်တဲ့အတိုင်းပဲသုံးကက်စီနော်သူလှုပ်ထားတာလည်းသုံးကက်ထဲပွဲဦးမှာလှုပ်ထားတာနော်ဒီစားကြည့်ပါနော်ဒီနှလုံးခါနှလုံးလေးကြောင်မလို့ခွာလေးနဲ့ကဏ္ဍကွက်သူ့ရဲ့တနစ်ချမှာလိုက်ထားတယ်ပရိငါးလို့ခံပြီးမှလိုက်ထားတာအဲ့ငါးကလည်းပရိငါးကလည်းဒီပရိငါးကြောင်မလို့ဒီပရိငါးကြောင်မလို့သူ့ရဲ့တနစ်ချမှာနော် ပရိငါလို့လိုက်ခဲ့လို့ရှင်သူ့နှစ်ထဲကဘုမခါနှလုံးလေးကြောင်မလို့ခွာလေးနဲ့ကနန်လိုက်တာဒီမလာအလိုပဲပရိငါသူ့ရဲ့တနစ်ချမှာပရိငါလို့ပေးခဲ့လို့ရှင်သူ့ရဲ့နှစ်ထဲကကနန်တကွက်ဒီနှလုံးငါကြောင်မလို့ခွာငါနဲ့ကနန်တကွက်เนาะဒီပရိကြောင်မလို့ပရိငါလို့ပေးလို့ရှင်သူလိုက်ထားတာเนาะ ီမှာလည်းအဲ့လိုပဲကျွန်တော်တို့ပရိငါသူ့ရဲ့ဒီဘက်နှစ်မှာပရိငါလို့လိုက်ခဲ့လို့ရှင်နော်ဒီမှာတော့တော့ပရိငါကြခဲ့တယ်ဒီမှာတော့ကျွန်တော်အဲ့ဒါလေးရန်ဒိုးလေးထိုးခိုင်းခဲ့တာနော်ရန်ဒိုးလေးထိုးခိုင်းခဲ့တာနော်အခွားနဲ့နဲ့ကနတော့ကိုဒီမှာတော့မပေးလာဘူးဒီမှာပရိငါလို့ပြန်ဝင်ထားတယ်အဲ့တော့ကျွန်တော်တို့ကဒီနှလုံးပေါင်းနှစ်ကြောင်မလို့ခွားနှစ်နဲ့ကနတော့ဒီကနန်းရှိမယ်နော်ကိုယ်တုံညာတုံးရှိမယ်၄ခွန်း၈ရှိမယ် ီနှစ်ကွက်နော်ပရင်ငါလို့ကြာထားလို့ဒါအခုဒီရွေးနိုင်ပါလေဒီနှစ်ကွက်ကိုနော်တကယ်လို့ဒီ site ကိုကြိုက်တယ်ဆိုရင်လည်းဒီ၃လုံး၁၀မလို့ဒီချိန်မှာ၄၅သုံးအပတ်လဲထိုးနိုင်ပါလေ၄၅သုံးအပတ်လဲကြာလို့ရှင်သူ့အောင်မှာ၄90လို့လည်းဖြစ်သွားနိုင်တယ်လို့၄18လို့လည်းနော်သူခါ၃လုံးစားစားသုံးဖြစ်တာတဲ့၄18လို့လည်းဖြစ်သွားနိုင်ပါတယ်23ချိန်မှာ နော်ရွေးပေါ့ဗျာနော်အားလုံးကျွန်တော်လည်းဒါပဲပြနိုင်တယ်ကနန်းဆိုင်ကတော့တောင်းတုံးဟာရွေးထားတဲ့ဟာတွေကတော့နော်မပြတော့အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးအားလုံးပဲနော်ဒီလောက်ဆိုရင်နားလည်လောက်ပါကြီးနော်ကျွန်တော်တို့ဩခဲ့တာလဲစီနီယာမှစီနီယာထုတ်ပြီးတော့653ကိုပလဲကိုဩခိုင်းနေတယ်နော်သူထွက်တော့ရှေ့ရထွက်တယ်မတက်နိုင်ဘူးဒါကတော့ကျွန်တော်လည်းမတက်နိုင်သူခင်ဗျားတို့လည်းမတက်နိုင်ဘူးနောက်မှလဲစီနီယာတော့စီနီယာအခွားစီနီယာလောက်တာ69 98ဆိုတော့ ရှင်ဉာဏ်ဖြစ်နေတယ်နော်အားလုံးပဲကံကောင်းကြပါသည်ခု20ချိန်ခွန်းခဏတကွအားလုံးပဲကံကောင်းကြပါသည်ဗျ